ရွာတရမှာဒီတက်ချက်မှုပိုင်းဆိုင်ရာမှာထင်ရှားကြော်ကြတဲ့အတွေးခေါ်ပညာရှင်တယောက်ရှိတယ်။သူကသူ့ရဲ့စကေးကဘလောက်ကောင်းတယ်လဲဆိုရင်ဒီဘရင်ကတော့အကိတ္တတခုခုအကြောင်းတခုခုရှိလို့ရှိရင်သူ့ကိုခေါ်ပြီးတော့ဒီအကြံယူလေးရှိတယ်သူ့တည်းကအတိုင်းပင်ကပုံကိုတယောက်လို့ဖြစ်နေတာ။အဲ့တော့တရက်မှာရွာတကြီးကသူ့အိမ်ကိုအလဲလာပြီးတော့သူ့ကိုပြောတယ်။ခမားကသာဒီအတွေးခေါ်ပညာရှင်တယောက်သာဖြစ်တာ။ခမားရဲ့သားကရွှေနဲ့ငွေဟာဘယ်ဟာတမိုးကြီးမှမသိဘူး။ခွဲခြားမတတ်ဘူးဆိုပြီးတော့ ထုံလိုက်အားလိုက်တာဆိုပြီးတော့သူ့ပြောတယ်အဲ့တော့ तू ကစဉ်းစားဩဟုတ်ကဲ့ဟုတ်လားဘယ်လိုပြောပြီးတော့ तू စဉ်းစားဒီနောက်တရမှာလည်း तू ရွာထဲကိုသွားတဲ့ချိန်မှာဒီရွာထဲမှာရှိတဲ့လူတွေဟာလူကြီးတွေလူငယ်တွေဟာသူ့ရဲ့တားရဲ့အကြောင်းပြောပြီးတော့လောင်ရင်နေကြတယ်ပေါ့နော်ရှေနဲ့ငွေဟာဘယ်ဟာတမိုးကြီးမှမသိဘူးဆိုပြီးတော့လောင်ရင်နေကြအဲ့တော့ तू ကစဉ်းစားစရာဖြစ်လာစဉ်းစားစရာဖြစ်လာဆို तू အိမ်ကိုပြန်လာအိမ်ပြန်လာပြီးသူ့တားကိုခေါ်တယ်တားရဲ့ခဏလာခဲ့အောင်နဲ့အဖေမေးလျာရှိလို့တဲ့ဆိုပြီးခေါ်တယ် ဲ့တော့သူ့သားဟောဟုတ်ကဲ့အဖေမေးလေတဲ့ဗာမင်းမို့လဲတဲ့ตาတဲ့ဒီရှင်နဲ့ငွေဟာဘယ်ဟာတန်မိုးရှိလဲတဲ့အဲ့လိုမေးတော့သူ့သားအဖေရှင်ရတန်မိုးရှိတယ်အဖေတဲ့ဩအဲ့ဒါဆိုရင်ငါသားတဲ့ဒီရွာတကြီးလူကြီးတွေကိုတဲ့ဘာကြောင့်ဒီငွေရတန်မိုးရှိတယ်လို့ငါသားပြောခဲ့တာလေတဲ့ဩအဲ့ဒါဒီလိုပါဖေးတဲ့ตาလူကြီးအင်ရှိကိုဖျက်လျှောက်သွားတဲ့အချိန်မှာလူကြီးကခေါ်တယ်တဲ့သူ့အိမ်ပေါ်ခေါ်ပြီးတော့ဒီလက်တစ်ဖက်မှာရွှေရင်းငါးပြားထက်ဒီဘက်တစ်ဖက်မှာငွေရင်းငါးပြားထက်ပြီးတော့ တံမိုးကြီးတဲ့ဟောင်ရွေးခိုင်းတယ်အဲ့ဒါသားကားတဲ့ဝေဒင်းကားပြောက်ကိုရွေးလိုက်တယ်တဲ့တာဘာလို့ဝေဒင်းကားပြောက်ရွေးတာလဲတဲ့ဆိုတော့အဲ့ဆိုရင်ဟိုတာအဖေကိုပြမယ်ဆိုတော့သူ့ခန်းထဲကိုခေါ်သွားသူ့ဖေလည်းလိုက်သွားတာမဟုတ်လားသူ့တာခန်းထဲသူ့တာခန်းထဲလိုက်သွားတဲ့အချိန်မှာတစ်တာလေးတေးသေးလေးလုံးထုတ်ပြအဲ့ဒီမှာငွေရင်းကားပြားအပြားတရာကျော်လောက်ရှိတယ်သားရဲအဲ့ဒါဘာလို့လဲတဲ့ လူကြီးကမေးတဲ့ချိန်မှာလည်းဒီရွှေတင်းကားပြားတန်မိုးရှိမှန်းသားသိတယ်ဒါပေမဲ့ရွေးလိုက်လို့ရှိရင်လည်းအဲ့နေတဲ့ပွဲရပြီးသွားပြီ။အခုလိုငွေတင်းကားပြားတွေရေးတော့သူတို့တွေဟာလည်းတရတရလောင်ပြောင်ရည်နေတဲ့ချိန်သားလည်းငွေတင်းကားပြားတွေတရပြီးတရတရပြီးတရရတဲ့အတွက်အခုသားလက်ထဲမှာအခုဆိုရင်ငွေတင်းကားပြားတရကျော်လောက်ရှိနေပြီ။အဲ့လိုပြောရတယ်။အဲ့တော့ကျွန်တော်ပေးရှင်းတဲ့ message က တကယ်လူလေတွေဟာလူအလေလိုဆန်းဆောင်တတ်ကြတယ်။သူတို့တွေကိုလူအလေလိုထင်နေကြတဲ့လူတွေကိုပို့ပြီးတော့မှလင်လို့လွယ်ပါတယ်လို့ကျွန်တော်မျှဝေပေးချင်ပါတယ်။လူအလေမဖြစ်အောင်လည်းစင်ကျင်တို့ဘုရားကိုအတိတုဒ္ဒရယ်စာဖတ်နှုန်းနေတဲ့ဘဝကိုကောင်းကောင်းမှုဖြတ်သန်းပါလို့ချစ်ခင်ရင်းနေစွာမျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ကျွန်တော်မျှဝေမှုကမစေလိုတဲ့အဟုဒ္ဒအတိတုဒ္ဒတစ်စုံတစ်ယောက်ရရှိတော်လိမ့်မယ်လို့လည်းအပြုပါယုံကြည်ပါတယ်ခင်ဗျာ။ကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်လည်ဆောင်ကြည့်ကြအောင်ပါ။